တကယ်တမ်း Matches Go Go Rising Star မှာဆိုလို့ရှိရင်တော့မြန်မာကိုစားပြုနေတဲ့ဝီလိုစုကတပြိုင်နေတာဖြစ်ပါတယ်။သူက MRS Watch မြန်မာရှင်မှာ Top 4အနေနဲ့ရရှိခဲ့တာဖြစ်ပြီးတော့ဒါလေးကတော့သူ့ရဲ့ TikTok account ဖြစ်ပါတယ်။အားပေးချင်တဲ့သူရှိလို့ရှိရင်တော့သူ့ရဲ့ account လေးကို follow လုပ်ပြီးလို့ရပါတယ်။ဝီလိုစုလိုမျိုးပဲမြန်မာကိုစားပြုနေတဲ့ Watch မြန်မာရှင်ဖြစ်ချင်တဲ့သူတွေကတော့ Season 4 Draw MCCG Rising Star ကစနေပြီဖြစ်ပါတယ်။ပြိုင်ပွဲမှာနိုင်ရရှိတဲ့သူတွေကမြန်မာကိုစားပြုနေတဲ့ Go 1ကိုတွားရောက်ရှင်မြိုင်ရမှာဖြစ်ပါတယ်။ဒီလိုနိုင်မို့တော့ဆိုလို့ရှိရင်တော့ MMB က Rising Open Mode လို့ပဲအဆင့်ဆင့်ရှင်မြိုင်ရမှာဖြစ်ပါတယ်။ဒါကတော့တယောက်တည်းရှင်မြိုင်ရမယ့်ပွဲစဉ် င်တွေဖြစ်ပါတယ်။တပတ်ကိုတဆင့်ညင်းစီရှင်ပြရရမှာဖြစ်ပြီးတော့ဒီအဆင့်တိုင်းမှာဆိုလို့ရှိရင်လည်း reward တွေကိုအတိအတိရရှိမှာဖြစ်ပါတယ်။တပတ်ကိုတဆင့်ရှင်ပြရရမှာဖြစ်ပြီးတော့ဒီတဆင့်မှာ reward ရခဲ့မယ်ဆိုလို့ရှိရင်တော့ plus 9အနေနဲ့တက်မှာဖြစ်ပါတယ်။15မှာပြည့်ပြီဆိုတာနဲ့နောက်ထပ်တဆင့်တက်တာဖြစ်တဲ့အကြောင်းမလို့ဒီမှာတော့ reward ရလဲ plus 10ပဲတက်ပါတယ်။အဆင့်ဆင့်ရှင်ပြန်ပြီးတော့နောက်ဆုံးမှာဆိုလို့ရှိရင်တော့ division champion ဖြစ်မှာဖြစ်ပါတယ်။ division champion မှာမှ champion ဖြစ်သွားတဲ့သူက diamond 1000နဲ့အတူတူမာကိုစားပြုနေတဲ့ goal အမှာတော့ရောက်ရှင်ပြန်ရမယ်အခွင့်အရေးကို direct entry ရရှိမှာဖြစ်ပါတယ်။နောက်ပြီး Indonesia M7 offline ညူးကိုလည်းထိုင်ခွင့်ရမှာဖြစ်ပါတယ်အခုလိုမျိုးမြန်မာကုစားမျိုးတွေနဲ့တွားရောက်ရှင်ပြိုင်ပြီးတော့အဆင့်တစ်ခုရရှိလာမယ်ဆိုလို့ရှိရင်လည်းတခြား reward တွေကိုလည်းရရှိမယ်တော်နာမန့်ဆော့ရင်လည်းကမှလည်းစကင်တွေကိုလည်းကန့်ထူးနိုင်မှာဖြစ်ပါတယ် ချန်ပီယံမဖြစ်သွားတဲ့သူတွေအတွက်ကတော့အခုလိုမျိုးပြရတဲ့ Diamond Reward တွေကိုလည်းအတီးတီးရရှိအောင်မှာဖြစ်ပါတယ်ချန်ပီယံဖြစ်သွားမယ်ဆိုလို့ရှိရင်တော့အခွင့်အရေးကတော့ပိုများတာပေါ့နော်ဒါလေးကတော့ Go 1ပြိုင်ပွဲစဖို့အတွက် Division State တို့ Qualifier State တို့ကိုပြရတာဖြစ်ပါတယ်မြန်မာနိုင်ငံကသူတွေဆိုလို့ရှိရင်တော့ Asia Division 2ရဲ့ဘက်ပါတယ်ပေါ့နော်တခြားသူတွေကတော့အခုလိုမျိုးအဲ Division 2 Division လိုက်ရှိရယ်ပေါ့နော် Open Qualifier ပွဲစဉ်တွေကိုဆိုလို့ရှိရင်တော့တောက်ကြစနေနဲ့တနင်္ဂနွေနေ့မှာရှင်ပြိုင်ရမှာဖြစ်ပါတယ် Fire Assist Live We 1 We 2 We 3 We 4 We 5နဲ့ We 6ဆိုပြီးတော့ခွဲထားတာဖြစ်ပါတယ် ်။ Open Qualifier ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ကိုရတဲ့ Red Alive Point တွေကိုပြီးသွားမှာဖြစ်ပါတယ်။ချန်ပီယံရတဲ့သူကတော့ကိုမတ်တော်ရမှာနော်။ Open Qualifier ပွဲစဉ်တွေကိုရှင်ပြိုင်ပြီးတဲ့နောက်မှာအမှတ်များဆုံးရရှိရတဲ့သူ2ဦးက Division Final ကိုတက်ရောက်မှာဖြစ်ပြီးတော့ Division Final ကနေပြီးတော့ World Tournament ဖြစ်တဲ့ Go1 ကိုကိုစားပြုအနေနဲ့တွားရောက်ရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်။ဒီတော့ဒီ Tournament ကိုစွန့်ရင်းတဲ့ကမှအခုပြထားတဲ့ Reward တွေကိုလည်းအသေးသေးထပ်မံပြီးတော့ရရှိလာအောင်မှာပဲဖြစ်ပါတယ်။ဝင်ကြီးပေးစရာမလိုပဲစော့ရတာဖြစ်တဲ့အကြောင်းမလို့အခွင့်အရေးကတော့တင်ရလက်ထဲမှာရှိပါတယ်။